မင်္ဂလာပါခင်ဗျာအခုချိန်အားစပြီး2025ခုနှစ်စက်တင်ဘာလ29ရက်နေ့ Radio NUG ရဲ့မနက်ခင်းစီးရီးသတင်းများကိုဖတ်ကြားတင်ပြပြီးသွားမှာဖြစ်ပါရယ်ခင်ဗျာကျွန်တော်ကတော့ຫນွေဦးနိုင်ပါအခုပထမဆုံးတော့အနေနဲ့တနင်္သာရီရှမ်းအင်းတော်ကြီးရွာအနီး တိုက်ပွဲဖြစ်ပွားရာအကြမ်းဖက်ဆက်သား9ဦးသေဆုံးတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ KNU ၊ KYN မြို့သားအစည်းအရုံးမြိတ်တဝဲခရိုင်တနောတကြီးမြို့နယ်တနင်းသာရီပုဂ္ဂိုလ်ကြီးရွာအုပ်စုရှမ်းအင်းတော်ကြီးရွာအနီးဝန်းကျင်အတွင်စက်တင်ဘာလ25ရက်နေ့မနက်6:00နာရီဝန်းကျင်အချိန်မှာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KNU မြိတ်တဝဲခရိုင်မှတရင်ထုတ်ပြန်ပါရီအာနာတိန်အကြမ်းဖက်ဆက်တဲ့နဲ့ KNL KYN မြို့သားလူမျိုးရေးတပ်မတော်တမဟာလီလက်အောက်ခံတရင်ဆက်တင်နဲ့ဒေါ်လာရေးပူပေါင်းတပ်ဖွဲ့များအကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့အာနာ ာသိန်းအကြမ်းဖက်စစ်သား9ဦးတီဆုံးက10ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့အတည်ပြုထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့ကြောင်မင်းမြို့နယ်မှာစစ်ကောင်စီတပ်သားများမှမိသားစု၃ဦးတည်းကအမီးနဲ့သားကိုပြစ်တက်ပြီးတော့အသက်မပြည့်သေးတဲ့သမီးကိုအထမကျင့်တက်ဖြတ်ကတန်ကာတပားကိုလည်းတက်ဖြတ်ခဲ့တဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ရှမ်းပြည်မြောက်ပိုင်းကြောင်မင်းမြို့နယ်နားအိုက်ခန့်ကျေးရွာမှာစက်တင်ဘာလ24ရက်နေ့နေ့လယ်မှာစစ်ကောင်စီတပ်သားများကအသက်မပြည့်သေးတဲ့မိန်းကလေးငယ်တဦးကိုအထမကျင့်တက်ဖြတ်ခဲ့ကတန်ကာတပားအပါဝင်အခြားရွာသား2ဦးစုစုပေါင်း4ဦးကို တက်ဖြတ်ခဲ့ကြောင်းတိုင်းစတူဒန့်ယူနီယံမှသတင်းထုတ်ပြန်ထားပါတယ်စစ်ကောင်စီစစ်ကြောင်းဟာရွာလုံးကျွနေပါစစ်ဆောင်သွားပြီးဖြစ်တဲ့နားအိုက်ခန့်ကြီးရွာကိုရောက်လာပြီးတော့ ကြေးရွာမှာကျမ်းမာရေးမကောင်းတဲ့ဆရာတော်အားပြုစုရန်ကြံရစ်ခဲ့သူတန်ဃာတော်တပါးကိုပြစ်တက်ခဲ့တယ်လို့ဖော်ပြထားပါတယ်။အဒီနောက်အနီးနားမှာရှိတဲ့လေတဲများမှာတိန်းရှောင်နေတဲ့မိသားစု၃ဦးမှာမိခင်ဖြစ်သူနဲ့တားငယ်ကိုနေရာမှာပဲပြစ်တက်ကအသက်မပြည့်သေးတဲ့သမီးဖြစ်သူမိန်းကလေးကိုအထမကျင့်ကတက်ဖြတ်ခဲ့တယ်လို့သိရပါတယ်။အဆိုပါမိသားစု၃ဦးနေထိုင်တဲ့လေတဲထဲမှာစစ်ကောင်စီတပ်သားများရဲ့ယူနီဖောင်းများကြံရစ်ခဲ့တယ်လို့အသိပေးထားပါတယ်။ Time Students Union အနေဖြင့်အခုလိုအပြစ်မဲ့ပြည်သူများအားစစ်ရာဇဝမှုကျူးလွန်နေတဲ့စစ်ကောင်စီ ည်းနဲ့ပူးပေါင်းဆောင်ရွက်ခြင်းမပြုဘဲအရေးယူပေးရန်ကမ္ဘာနိုင်ငံအသီးသီးနဲ့နိုင်ငံတကာအဖွဲ့အစည်းများကိုတောင်းဆိုထားပါတယ်။ဒါ့အပြင်ပြည်သူများအပေါ်ရာဇဝမှုများကျူးလွန်လျက်ရှိတဲ့စစ်ရာဇဝကောင်များကိုရာရာနေဖြင့်အပြစ်ပေးအရေးယူနိုင်သွားရန်ကူညီပေးသွားမှာဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တောင်ကုတ်စကခ9အနီးမှာရှိတဲ့တက်ဦးဖုံးကြီးချောင်းကိုစစ်ကောင်စီဘုံကျဲတဲ့တရင်ကိုတင်ပြပေးပါမယ်။အာရခပြည်တောင်ကုန်းမြို့စစ်ကောင်စီတပ်စကခ9အနားမှာရှိတဲ့တက်ဦးဖုံးကြီးချောင်းကိုစက်တင်ဘာလ26ရက်နေ့ညနေ3:48မိနစ်ခန့်မှာအကြမ်းဖက်စစ်အုပ်စုမှ Jet Fighter တစ်စီးနဲ့ပေါင်900ဘုံတလုံးကျဲချခဲ့ကြောင်း APM သတင်းဌာနမှဖော်ပြထားပါရီ။ဘုံဒီကြရောက်ပောက်ကွဲမှုကြောင့်တက်ဦးဖုံးကြီးချောင်းတစ်ဆောင်လုံးပြုတ်ပြက်ပျက်စီးသွားတယ်လို့သိရပါပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့ပါပုတ်ကြေးရွာမှာစစ်ကောင်စီတပ်မှဒရုန်းဖြင့်လာရောက်ပုံကျဲတိုက်ခိုက်မှုကြောင့်အမျိုးသားတအုပ်သိဆုံးတဲ့တရင်ကိုတင်ပြပေးပါမယ်။စက်တင်ဘာလ26ရက်နေ့မနက်7:28မိနစ်အချိန်မှာတအောင်းပြည်တပ်မဟာနှင့်နေမြေကြောင်မင်းမြို့နယ်မှာစစ်ကောင်စီတပ်ဟာရည်ရွယ်ချက်ရှိရှိပါပုတ်ကြေးရွာကိုဒရုန်းဖြင့်ပုံကျဲပစ်ခတ်ခဲ့ကြောင်း PSLF TNL မှတရင်ထုတ်ပြန်ထားပါတယ်။ထို့တိုက်ခိုက်မှုကြောင့်အသက်62နှစ်အရွယ်အမျိုးသားတအုပ်ပွေချင်းပြီးသိဆုံးသွားခဲ့ပြီးတော့နေအိမ်တစ်လုံးလည်း ထိမှန်ပျက်စီးသွားတယ်လို့သိရပါပါတယ်ခင်ဗျာဆက်လက်ပြီးတော့ဒဇင်မျိုးနဲ့ကန်ထူးမရွာမှာရှိတဲ့စီဆိုင်နဲ့စားတောက်ဆိုင်ကိုလေကြောင်းပုံကျဲတိုက်ခိုက်မှုကြောင့်ပြည်သူ၈ဦးသေဆုံးပြီးတော့၁၂ဦးဒဏ်ရာရတဲ့တရင်ကိုတင်ပြပေးပါမယ်။စက်တင်ဘာလ26ရက်နေ့မနက်7:38မိနစ်ခန့်မှာဒဇယ်မြို့နယ်ကန်ထူးမရွာမှာရှိတဲ့စီဆိုင်နဲ့စားတောက်ဆိုင်တစ်ခုကိုအကြမ်းဖက်စစ်တပ်ကလေရင်ဖြင့်ပုံကျဲတိုက်ခိုက်ခဲ့မှုကြောင့်ဒဇယ်မြို့နယ်ပါကာဖာမှာ တရင်ထုတ်ပြန်ထားပါတယ်အဆိုပါတိုက်ခိုက်မှုကြောင့်ပြည်သူ၈ဦးသေဆုံးသွားပြီးတော့၁၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးဒဏ်ရာရရှိသူများထဲမှာပြင်းထန်ဒဏ်ရာရသူများလည်းပါဝင်နေတဲ့အတွက်ကြောင့်သေဆုံးသူဦးရေထပ်မံတိုးလာနိုင်တယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ ဆက်လက်ပြီးကရင်နီပြည်စစ်ရေးအတွက်အလူငွေကမ်ပိန်း86ရာခိုင်နှုန်းရရှိထားတဲ့သတင်းကိုတင်ပြပေးပါမယ်။ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့ GCS အတွက်စစ်ရေးအသုံးစရိတ်ရှာဖွေရန်ပြုလုပ်နေတဲ့ Together for Kerini Campaign ဟာ Time Bank ငွေနှစ်တန်းရီမန်းချက်အနက်86ရာခိုင်နှုန်းဖြစ်တဲ့ဘန်ငွေ1.5တန်းကျော်ကိုရရှိထားပြီဖြစ်ကြောင်း အသိပေးထားပါရီ2025ခုနှစ်ဩဂုတ်လ16ရက်နေ့မှာစတင်ခဲ့တဲ့အဲ့ဒီကမ်ပိန်းဟာစက်တင်ဘာလ30ရက်နေ့မှာပြီးဆုံးမှာဖြစ်ပြီးတော့ကြန့်ရှိတဲ့24ရာခိုင်နှုန်းရည်မှန်းချက်ပြည့်မီရန်အလှူရှင်များရဲ့ပံ့ပိုးမှုကိုဆက်လက်တောင်းခံထားပြီးတော့အလှူငွေများဟာအာဏာသိမ်းစစ်တပ်ရဲ့ထိုးစစ်များကိုခုခံကာကွယ်နေတဲ့ JCS ရဲ့အရေးပေါ်စီရေးလိုအပ်ချက်များအတွေ့အုံပြုမှာဖြစ်တယ်လို့သိရပါရီ။ကရင်ပြည်အမျိုးသားများကာကွယ်ရေးတပ် KNDF ဥက္ကဋ္ဌခွန်ပီထူးနဲ့ ုတိယစစ်ဦးစီးချုပ်မာဝီတို့ကလည်းပြည်သူလူထုနဲ့နိုင်ငံတကာအလူရှင်များအားကမ်ပိန်းမှာပါဝင်ပံ့ပိုးပေးရန်တိုက်တွန်းထားပါရခင်ဗျာအခုတင်ပြခဲ့တဲ့စီးရီးသတင်းကောင်းထုတ်ချက်တွေကိုတော့ Radio NUG သတင်းတောက်ခါရှဲကပေးပို့ထားတာဖြစ်ပါရခင်ဗျာ